Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Mr. Kan ပါဒီနေ့မှာတော့ကျွန်တော်က Roblox ထဲမှာဒီမြေကြီးအတုံးလေးတွေကိုကျွန်တော်တို့ကလိုက်ပြီးတော့တူရမယ်ပြီးတော့အိမ်ကြီးအများကြီးစောက်ရမယ်ပေါ့နော်အဲ့ဒီ game ကိုစောက်မှာပဲဖြစ်ပါတယ်အခုကတော့ကျွန်တော်ကနုပဲရှိသေးရယ်ပေါ့နော်အခုမှစတာဆိုတော့အာပြီးတော့ကျွန်တော်စီမှာအတုံးနေရာလဲတုံးမှမရှိသေးပါဘူး0ပါ Okay ကိုလူတို့ကျွန်တော်တို့အာစပြီးတော့စောက်ကြမယ်ပေါ့နော်ဒီ game ကနည်းနည်းမိုက်တော့မိုက်တယ်ဗျာဘယ်လိုပြောရမလဲစိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်အိမ်စောက်ရမှာဆိုတော့ Okay အာဒါကတော့ကျွန်တော်အိမ်စောက်ရမယ့်နေရာနဲ့ထင်တယ်အာဒါပါလေ ဒါစုရထားလားမသိဘူး reward ရင်းနဲ့ထင်တယ်။အော်ဒီမှာ spin လဲရှိတယ်ပေါ့နော် spin လှည့်ကြည့်ရမယ်။ဘာရမလဲမသိဘူး။ Okay ဒါဘာလေးလဲမတော့မသိဘူးပေါ့နော်။အာ5 minutes blow boost လို့တော့ပြောတယ်။ Okay နောက်တစ်ခုဒါကကြတော့ကန်ကောင်းစီတဲ့ဟာပေါ့နော်။ Okay မစိုးပါဘူး။ ကဲကြောစပြီးတော့အိမ်ဆောက်ပါမယ်အိမ်ဆောက်ဖို့အတွက်ကတော့ကျွန်တော်တို့ဒီအတုံးနေပေါ့နော်ဒီမြေကြီးအတုံးနေကိုကျွန်တော်တို့အရင်ဆုံးတူးရမယ်ဗျာဘာလို့လဲဆိုတော့အိမ်ကဒီတိုင်းဆောက်လို့မရအောင်လေသိရမလားမြေကြီးအတုံးနေထဲမှာကျွန်တော်တို့ဆောက်လို့ရမှာဗျာအဲ့တော့ကျွန်တော်တို့ဒီမြေကြီးအတုံးနေကိုတူးရမယ်အဲဒီမှာကျွန်တော်တို့ပဲတူးနေရလူတွေလည်းရှိတယ်ပေါ့နော် okay အတူနဲ့တူတူကျွန်တော် တူးလိုက်ပါအောင်မယ် okay ကိုလူကျွန်တော်တို့အတုံးကတော့60ကျော်လောက်တော့ရှိသွားပြီပေါ့နော်အိမ်လာပြီးတော့စမ်းပြီးတော့ဆောက်ကြည့်ရဗျာ ။ရှားမလားမရမလားတော့ကျွန်တော်လည်းမသိဘူးရောရှားတော့ရတယ်ကွ။ဒီမှာအိမ်ဆောက်တာတော့အစင်ပြေလို့ပြောလို့ရတယ်ပေါ့နော်။အတုံးကတော့အများကြီးမရှိပေမဲ့ဆောက်လို့တော့ရတယ်ဗျာ။အိမ်ရလည်းသေးသေးလို့ထင်ပါတယ်ကြည့်ရတာတော့။ Okay ပြီးไว้လား။အော်ကျောင်းအတုံး6တုံးလိုတယ်ပေါ့နော်အာထပ်ပြီးတော့တူးရမယ်ဗျာ6တုံးလိုတယ်ဆိုတော့အာကျွန်တော်တူးတဲ့ဟာလေးကလည်းတစ်သားလေးဆိုတော့အတုံးနေရာတော့တိတ်ပြီးတော့တူးရတာမမြန်ဘူးပေါ့နော်နည်းနည်းအချိန်ပေးရတယ်โอเคဒီမှာရှားပြီနဲ့ထင်တယ် အမ်ရပါပြီကျုပ်ရောင်းလို့ရတယ်ပေါ့နော်โอเคကျုပ်ဒီမှာပထမဆုံးအနေနဲ့အိမ်တိမ်ရခဲ့ပါပြီ nice တူးရမယ်ကျုပ်တူးရမယ်အိမ်ထက်ပြီးတော့စောက်ဖို့အတွက်ဆိုရင်တော့ကျော်ထက်ပြီးတော့တူးအောင်မယ်ပေါ့နော်ဘာလို့လဲဆိုတော့အတုံးလေးတွေကတော်တော်လေးနည်းသေးရဲ့ဗျာပြီးတော့ဒီမှာရှိတဲ့ရွှေဖလားလေးတွေကဘာတုံးတာလဲတော့မသိဘူးအော်ဒီမှာဝယ်လို့ရလား ော်ဟုတ်တယ်ဒီမှာ pickles လေး pickle ဗာလေတူးတဲ့ဟာလေးပေါ့နော်တူးတဲ့ဟာလေးတွေကိုကျွန်တော်တို့ဝယ်လို့ရရဗျာဒီအတုံးနေနေပဲပေါ့နော်ကျွန်တော်တို့တူးထားတဲ့အတုံးနေနေပဲဒီတူးတဲ့ဟာလေးတွေကိုပြန်ပြီးတော့ဝယ်လို့ရတယ်တဲ့ okay အဲ့ဒါတော့မိုက်တယ်ဗျာကျွန်တော်တို့အတုံးနေတူးပြီးတော့စုရမယ်ပေါ့နော်စုပြီးတော့ဒီအတုံးနေနေပဲအဲ့ဒီဟာပြန်ဝယ်ရမယ်အာလွယ်တော့မလွယ်ဘူးနည်းနည်းကြာတယ်ဟာ one eternity later okay ကိုလူကျော်တမပတ်လေးမွေးဖို့လုပ်နေရပါတော့အိမ်မွေးတိရစ္ဆာန်လေးကျွန်တော်မွေးဖို့လုပ်နေရဗျာဘာလို့လဲဆိုတော့တူးရတာနည်းနည်းကြာတယ်ဗျာဒီလားကြာတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ပတ်လေးနေဆိုရင်ပို့ပြီးတော့မြန်မယ်လို့ထင်တယ်ဗောနော်အာဒီမှာဝယ်ရမှာလား okay ဘာရမလဲကြည့်ရမယ်ဘာကောင်ရမလဲညဘာလဲရောင်ယုံလားမသိဘူးယုံလားဘာလားတော့မသိဘူးဗောနော်ကျွန်တော်လည်းဒီမှာယာထားလေးတော့ရှိရဗျာအာဒီမှာတီကောင်လေးပါကျွန်တော်ယာထားသေးရဗောနော်တီကောင်ကြီးကတော့နည်းနည်းစားရတယ်ဗျာဒီလား what တီကောင်ကြီးကစားတယ်တီကောင်ကြီးကနည်းနည်းခေါင်းစားတယ် okay ကို့လိုဆက်ပြီးတော့တူးကြမယ်ပေါ့နော်ဒီမှာဘလော့လေးဒီအတုံးလေးတွေကိုထက်ပြီးတော့စုရမယ်အိမ်အစ်တစ်တွေကျွန်တော်တို့ထက်ပြီးတော့စောက်ကြမယ်ပေါ့နော်အိမ်တွေအများကြီးစောက်မယ်ဗျာဒီဂိမ်းထဲမှာအာပြီးတော့ကျွန်တော်ဒီမှာဟိုဟာလေးတူးတဲ့ဟာလေးကိုလဲထားရယ်ဘရာသာတို့တတိထားမိလားတော့မသိဘူးကျွန်တော်အစတော့ကတစ်သားဟိုဟာလေးနဲ့တူးနေရလေးအခုကတော့ကျွန်တော်ပြောင်းသွားပြီပေါ့နော်နည်းနည်းအဆင်းမြင့်သွားပြီလို့ပြောလို့ရရယ်ဗျာ ဒီအားလေးနဲ့ကနည်းနည်းပို့ပြီးတော့မြန်ရတယ်ပြီးတော့ကျွန်တော်အိမ်မွေးတိရစ္ဆာန်လေးတွေလည်းမွေးထားတာဆိုတော့ဒီအတုံးလေးတွေရတာငကိုအပ်ထပ်ပို့ပြီးတော့မြန်လာတယ်လို့ပြောလို့ရတယ်ဒါမဲ့လွယ်တော့မလွယ်ဘူးဗျာတော်တော်တော့တူးရတယ်ထောက်လျှောက်ကိုကျွန်တော်လုံနေရတာပေါ့နော်ဒါမဲ့ကျွန်တော်မပြင်းပါဘူးဘေးနားမှာလည်းအဖော်ကြီးရှိတယ်ဆိုတော့အေးဆေးပဲကဲကျုပ်တူးတာကလည်းဒီမှာတော်တော်လေးရနေပြီဆိုတော့အိမ်ဆောက်ကြမယ်ပေါ့နော်အဲဒီမှာအတုံးလေးကလည်းကျွန်တော်600ကျော်လောက်ရထားဆိုတော့အိမ်တအိမ်တော့ရမယ်လို့ထင်နေဗျာ ိမ်တိမ်ထက်ရရင်တော့ပြီးပြီကျွန်တော်အိမ်နေတော်တော်ကြီးကိုများလာမှသိရမလားတဖြည်းဖြည်းနဲ့ Okay အဲဒီအိမ်ကကျွန်တော်အရင်တော့ဆောက်ခဲ့တဲ့အိမ်နေနဲ့ရှင်ပို့ပြီးတော့မှမိုက်လာရလို့ပြောလို့ရရပေါ့နော်အဲသူကအဲ့လိုမျိုးဗျာတဖြည်းဖြည်းနဲ့အိမ်တွေကလည်းပို့ပို့ပြီးတော့ကောင်းလာမယ်ပေါ့နော်ကျွန်တော်တူးလာလည်းပို့ပြီးတော့ညံလာမယ်အတုံးလေးတွေကလည်းအရင်အထက်ပို့ပြီးတော့ရလာမယ်အဲအဲ့လိုမျိုးလုပ်ရမှာ Okay ကျွန်တော်ကအိမ်ကတော့ပြီးပါပြီအိမ်လေးကပြီးစီးသွားပြီပေါ့နော် အမ်ဒီအိမ်လေးကမိုက်တယ်ဒီအိမ်လေးကပို့ပြီးတော့မှမိုက်တယ်မဆိုးဗျာဒီအိမ်လေးကပို့ပြီးတော့မိုက်တယ်ဗောနော်ကျွန်တော်ရောင်းလိုက်ပါတယ်ဟုတ်ရစိုက်ဘာဘီးရတယ်ရစိုက်ဘာဘီးရတယ်ဗာလေကောင်းလာပြီလားဟိုကဗာလေပတ်အစ်စ်လေးရာသွားတယ်ဗောနော်အာစိုက်ဘာဘီးရဆိုတော့ဗျာစိုင်းဘောလို့ပါဦးလို့ပုံစံမျိုးပဲနဲ့ထင်တယ်ဝက်ဝုံတစ်ပိုင်းဆက်ရုပ်တစ်ပိုင်းအမ်အဲ့လိုမျိုး okay ကိုတို့ကျွန်တော်တို့မှာအတုံးနေထက်ပြီးတော့တူးကြမယ်ပေါ့နော်အတုံးကတော့400ကျော်ပဲရှိတော့တယ်ဗျာ400ကျော်တယ်နဲ့ကျွန်တော်တို့အိမ်ထက်ပြီးတော့စောက်လို့ရမှာမဟုတ်ဘူးဘာလို့လဲဆိုတော့အာထက်ပြီးတော့စောက်ရမယ်အိမ်နေကပို့ပြီးတော့ကျန်းလာတာဆိုတော့တေချာလေးလောက်ရမယ် a few moments later ကဲကိုလူလူကျွန်တော်နောက်ထပ်အိမ်တိန်ထက်ပြီးတော့စောက်ကြမယ်ဗျာဒါမှကျွန်တော်အတုံးကတထောင်ကျော်တော်မှရထားတယ်ဆိုတော့စောက်လို့တော့ရလောက်ပြီဗျာကြည်ရတာတော့အခုထက်တည်းကတော့ကျွန်တော်နုပဲရှိသေးရေပေါ့နော်နုအဆင့်ရနေပြီးတော့မတက်သေးပါဘူးဘာလို့လဲတော့မသိဘူး โอเคဒီအိမ်ကတော့ကျွန်တော်ပထမတော့ကစောက်ထားတဲ့အိမ်လေးထက်အများကြီးပိုပြီးတော့မိုက်လောက်တယ်အာအိမ်စောက်ရတာလည်းတဖြည်းဖြည်းနဲ့ပိုပြီးတော့ကြာလာရလို့ခံစားရတယ်ဗျာတိလားအိမ်ကပိုပိုပြီးတော့ကောင်းလာလို့ ਨੇ ထင်တယ်โอเคဒီအိမ်ကတော့ကျွန်တော်စောက်ခဲ့တဲ့အိမ်လေးထဲမှာအမိုက်ဆုံးဖြစ်သွားတော့မှာအမ်ဒီမှာအမ်ကျွန်တော်အိမ်ရတော့မယ်ဒီကနည်းနည်းပိုပြီးတော့ကြာတယ်ပေါ့နော်အရင်တော့ကလောက်ရတာပိုပြီးတော့မြန်တယ်လို့ထင်ရတယ် သူကဘယ်လိုမျိုးလဲဆိုတော့ဗျာဟိုအိမ်နေရဗျာနောက်ပိုင်းကျတော့ပို့ပို့ပြီးတော့ကြာလာတယ်ဆိုတော့ပို့ကောင်းလို့ပေါ့နော်โอเคရသွားပြီအမ်ဒီမှာကျောင်းအိမ်ထက်ပြီးတော့ရသွားပြီပေါ့နော်နောက်ထပ်အိမ်နေထက်ပြီးတော့စောက်အောင်မယ်အာကျောင်းဒီရွှေရောင်ဖလားလေးတွေကလည်းလိုတယ်ပေါ့နော်အိမ်အိမ်နေကိုအန်လော့လုပ်ဖို့အတွက်ကအဲ့ဒီဟာလေးတွေကိုလိုတယ်ဗျာโอเคကျောင်းနောက်ထပ်အိမ်တိုင်ထက်ပြီးတော့တော့စောက်လို့ရပြီပေါ့နော်ဒီမှာကျွန်တော်မှအတုံးက900ကျော်တောင်ရှိသေးတယ်ဆိုတော့တခါသေးဆက်ပြီးတော့စောက်လိုက်မယ်ပေါ့နော် အာလောက်လောက်မယ်လို့တော့ထင်တာပဲဗျာ900ကျော်ဆိုတော့ကြည့်တော့ကြည့်ရမှာပဲဒီအိမ်ကတော့နည်းနည်းပို့ပြီးတော့အတုံးလေးတွေတုံးရမယ်လို့ထင်တယ်โอเคအိမ်ကတော့တဖြည်းဖြည်းနဲ့ရုပ်လုံးတော့ပေါ်လာပြီပေါ့နော်အာကြည့်ရမယ်ဆိုရင်တော့ကျွန်တော်ခုနစောက်တဲ့အိမ်ထက်တောင်ပို့ပြီးတော့မိုက်လောက်တယ်ဗျာအတုံးတွေကတော့လောက်မယ်လို့ထင်တယ်ဘာလို့လဲဆိုတော့ဒီမှာ900ကျော်တောင်မှကျန်သေးရေပေါ့နော်အိမ်ကတော့ပုံစံလေးကတော်တော်လေးကိုပေါ်လာပြီ โอเคအိမ်ကတော့ဒီဟာတိုက်အိမ်ပေါ့နော်တိုက်အိမ်အုတ်အိမ်အုတ်အိမ်လို့ပဲပြောရမှာပေါ့နော်အုတ်အိမ်လို့ပဲပြောရမှာရတော့မယ်ရတော့မယ်ပြည့်တော့မယ်ကြောအတုံးအောင်မှာပိုလောက်တယ်ဗျာတိလားမစိုးဘူးနော်အဲ့ဆိုရင်တော့ဟုတ်တယ်ဒီမှာပိုလောက်တယ်အတုံးနေပိုလောက်တယ်အမ်ရသွားပြီဒီမှာအတုံးက600ကျော်တောင်မှာပိုတယ်ပေါ့နော်ကြောမြေကြီးတုံး600ကျော်တောင်မှာပိုတယ်အိမ်တအိမ်လဲရလိုက်တယ်ထပ်ပြီးတော့โอเคကြောမြေကြီးတုံးနေထပ်ပြီးတော့စုရမယ်ဗျာဘာလို့လဲဆိုတော့အိမ်နေထပ်ပြီးတော့စောက်ရအောင်ပါလေအိမ်နေကအများကြီးပဲထပ်ပြီးတော့စောက်ရအောင်မယ် အဲ့တော့ဒီလောက်နဲ့တော့မရသေးဘူးပေါ့နော်။အိုးရတရာအတုံးတရာရလိုက်တယ်အတုံးတရာရလိုက်တယ်ဟေ့အောင်ကြီးအဆိုးကโอเคတူးကြမယ်။ခုဆိုရင်တော့ဖြင့်မစ္စတာကန်တယောက်ဟာရှယ်ကိုတူးနေပါတယ်ပေါ့နော်ကျွန်တော်ဒီမှာတူးတဲ့ဟာလည်းအစ်တလေးတစ်ခုဝယ်ထားတယ်ဗျာဒီတစ်ခါတော့ရွှေရောင်လေးဖြစ်သွားပြီတိလားအာပို့ပြီးတော့လည်းမိုက်တယ်ပို့ပြီးတော့လည်းမြန်တယ်။လှလည်းလှတယ်ပေါ့နော်။โอเคဒီမှာတော့ကောင်မလေးတယောက်ရယ်ကောင်လေးတယောက်ရယ်ပဲရှိတာဗျာပြီးတော့ကျွန်တော်ရယ်၃ယောက်တည်းရှိတယ်ပေါ့နော်တူးတဲ့လူကတော့ကျွန်တော်၃ယောက်ဒီမှာစူးစမ်းပန်းစားနေတူးနေကြတာပါ။ โอเคကျောဟိုဟာတိရစ္ဆာန်လေးပါလေးထက်ပြီးတော့မွေးရမယ်ဗျာဘာလို့လဲဆိုတော့တူးရတာနည်းနည်းကြာတယ်ဗျာတိရစ္ဆာန်နဲ့မှကျောပို့ပြီးတော့မြန်မှာပေါ့နော်အားကြောင့်မလို့ကျွန်တော်တို့ပတ်လေးပါလေးမွေးကြမယ်โอเคကြည့်ရမယ်ဘာကောင်ရမလဲတော့မသိသေးဘူးကဲကံကောင်းကွာအိုးရောက်ပူတယ်ပူတယ်ဆိုရဲခွေးလေးတော့ရရပေါ့နော် cosmic ပူတယ်တဲ့ကျမ်းလာလေလားရိုးရိုးခွေးတော့မဟုတ်ဘူး cosmic dot ပေါ့နော်တော်တော်လေးကိုကျမ်းသွားပြီဒါကြီးက โอเคกูကျွန်တော်ရှိမှာပတ်လေးတွေရာလဲ၄កောင်းအောင်มาရှားွားပြီပေါ့เนาะကျွန်တော်တို့ဒီအိမ်မွေးတိရစ္ဆာန်လေးတွေရဲ့အာကိုပြီးတော့အာကျုံးလို့ရပြီပေါ့ဗျာအိမ်မွေးတိရစ္ဆာန်တွေရဲ့အာကိုနဲ့ကျွန်တော်တူးလို့ရပြီပေါ့เนาะဒီမှာ share တော့တူးရမှာဗျာတိလာအချိန်တော့တော်တော်ပေးရမယ်နောက်ပိုင်းစောက်ရမယ့်အိမ်တွေကအတုံးတွေပို့ပြီးတော့ကုန်มาဆိုတော့โอเคကိုလူတို့ကျွန်တော်တို့ share တူးကြမယ်ပေါ့เนาะအာကျွန်တော် share တူးနေတဲ့အချိန်မှာအကျိုးမရောက်အောင်လို့ brother တို့တစ်ခုလောက်လဲပြောပြခြင်းနဲ့ အဲ့ဒါတော့မြန်မာနိုင်ငံမှာ Rubus တွေကိုဈေးနှုန်းချိုသာစွာနဲ့ရောင်းချပေးနေတဲ့အားမဲ့ရှော့ကြောင်းပဲဖြစ်ပါတယ်။အားမဲ့မှာဆိုလို့ရှိရင် gift လို့ရတဲ့ game pass တိုင်းကိုအတန်ဆုံးဈေးနှုန်းအနေနဲ့ရရှိနိုင်မှာပဲဖြစ်ပါတယ်။ပြီးတော့ Rubus ဈေးနှုန်းအနေနဲ့ဆိုရင်လည်း1 Robux ကို25ကျပ်ပဲကြာတဲ့မှာဖြစ်ပါတယ်။ giveaway ကြမ်းစားရည်လည်းပေးနေတာကြောင့်အားမဲ့ရဲ့ဒီ Telegram channel လေးကိုလည်း join လာကြဖို့အတွက်ပြောချင်ပါတယ်။ Telegram channel link ကိုလည်း comment မှာချပေးထားပါတယ်။ပြောချင်တာကတော့ဒါပါပဲ။ ဟိအောင်အေးဒီမှာအတုံးတွေကို share တူးနေကြလို့လားမသိဘူးကျွင်းကြီးကတော်တော်ကြီးကိုနတ်နေပြီပေါ့နော်ဒီမှာအတုံးတွေကိုအကုန်လုံးကဒီမှာ share တူးကြတာ okay ကျွန်တူးတဲ့ဟာလေးအစ်စ်လဲကြမယ်အမ်ဒီမှာဒါလေးကပို့ပြီးတော့မိုက်တယ်ပေါ့နော်ဒီဟာလေးကျွန်တော်လဲလိုက်ပါတယ်အာဝယ်လိုက်လို့ထင်တယ်အတုံးတွေကတော့တော်တော်လေးကိုယော့သွားပြီပေါ့နော် okay ဒီဟာက damage တွေပါတွေကတော့ပို့ထွက်တယ်ဆိုတော့ဗျာ share တူးလို့တော့ရပြီသိရမလား one eternity later okay ကိုလူတို့ကျွန်တော်တို့ကအိမ်ထက်ပြီးတော့စောက်လို့ရပါပြီကျွန်တော်တို့အိမ်အစ်စ်လေးထက်ပြီးတော့စောက်ကြမယ်ပေါ့နော်အတုံးကဒီမှာ900ကျော်လောက်တော့ရှိရယ်ဗျာလောက်မယ်လို့တော့ထင်တာပဲကဲကျွန်တော်တို့ရဲ့အိမ်လေးကဘလို့ဖြစ်မလဲဆိုတာကိုတစ်ချက်လောက်လိုက်ပြီးတော့ကြည့်ကြပါဦးမိုက်တော့မိုက်တဲ့ရောင်အတုံးနေရသူကအိမ်စောက်တာတော့တိတ်ပြီးတော့မပင်မန်းဘူးဗျာတိလားတူးရတာပဲနည်းနည်းပင်မန်းတာလို့ပြောလို့ရတယ်အိမ်စောက်တာကတော့ကျွန်တော်တို့နှိပ်ပေးနေုံပဲပေါ့နော်အာတူးတာကလည်းနှိပ်ပေးနေုံပါပဲသိရမလား နှိပ်ပြီးတော့ဗျာအတုံးလေးတွေကိုလိုက်ပြီးတော့တူးရတာအာဒီမှာကျွန်တော်ဖန်လားဘာလားတော့မသိဘူးပေါ့နော်ဒီမှာလာပြီးတော့အဲ့လိုရှုပ်နေရဗျာဗီဒီယိုလုပ်နေအောင် Okay ကိုတို့ဒီမှာအိမ်ကတော့တဖြည်းဖြည်းနဲ့ပုံစံလေးကတော့ပေါ်လာပြီပေါ့နော်ကဲကျော်ရွေးအိမ်လေးကိုတစ်ချက်လောက်ရှိုးကြမယ် Okay ပြည့်တော့မယ်ပြည့်တော့မယ်ဒါနည်းနည်းတော့ကြာတယ်ဗျာတိလာဘာလို့လဲဆိုတော့ तू อ่ะ အာအရင်တော့စောက်တဲ့အိမ်တွေကကြတော့မြန်နေဆိုတာသေးလို့လေးတည်ရမလားဒါကြတဖြည်းဖြည်းနဲ့ကြီးလာတာဆိုတော့ဗျာအချိန်တော့နည်းနည်းပေးရတယ်ပေါ့နော် okay ကိုလူတို့ကျောင်းဒီမှာအိမ်လေးရောရှားသွားပြီဖြစ်ပါတယ်ရောင်းစားလိုက်ပြီပေါ့နော်ကျွန်တော်ကတော့အာဒီမှာအိမ်ကတော့နည်းနည်းကျင်းတယ်ပေါ့ဗျာတည်ရမလားကျင်းမိမယ်လေမိုက်တော့မိုက်ပါတယ်သူ့အနေနဲ့သူတော့ကဲကျောင်းနောက်ထပ်ထပ်ပြီးတော့တူးကြမယ်ထပ်ပြီးတူးမယ်အာအိမ်အစ်စ်တွေထပ်ပြီးတော့စောက်ကြမယ်ပေါ့နော် okay ူးရမယ်တူးရမယ်ကျုပ်ဒီလောက်နဲ့တော့မရသေးဘူးဗျအတုံးကဒီမှာ400ကျော်ပဲရှိတော့တာအားဒီမှာအိမ်ကြီးဒီအောက်ကအိမ်ကြီးတွေဆိုရင်တော်တော်ကြီးမိုက်တယ်ဗောနော်အိမ်ကြီးတွေကအကြီးကြီးတွေပဲ Okay ကိုလူတို့ကျုပ်ဆက်ပြီးတော့တူးကြမယ်ဗျာဆက်ပြီးတော့တူးမရမယ် Let's go อ๋อမလွယ်ပါလားဘွာကြီးอ่ะဟိုအတုံးนี่ကိုတော်တော်ကြီးကိုတူးနေရတယ်ဒီမှာအောက်မှာဆိုလို့ရှိရင် ကြည့်လိုက်ဗျာလာဗာကြီးတော့မှပေါ်နေပြီပေါ့เนาะ ်ဘယ်လောက်တောင်တူးထားလဲဆိုရင် okay ဒီမှာလက်နက်အစ်စ်ဝယ်လို့တော့မရသေးဘူးပေါ့နော်ကျွန်တော်ကလက်နက်အစ်စ်လေးဝယ်ချင်တာဗျာလက်နက်တောင်ဖြစ်တယ်ဟိုပါပါလေဒီတူးတဲ့ဟာကိုကျွန်တော်အစ်စ်ကလေးဝယ်ချင်တာပေါ့နော်ဒါပေမဲ့အခုကတော့ဝယ်လို့မရသေးပါဘူးဘာလို့လဲဆိုတော့အတုံးက3000ကျော်ပဲရှိသေးရဲ့ဗျာအတုံး6000ကျော်လောက်မှရမှာဆိုတော့ဆက်ပြီးတော့တူးလိုက်ပါအောင်မယ် let's go finally ကျွန်တော်တို့အတုံးကတော့ဒီမှာ6000ကျော်ဝါးပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီတူးတဲ့ဟာလေးကိုအစ်စ်လဲလို့ရပြီလို့တော့ထင်နေပေါ့နော် โอเคကိုလူတို့ကျွန်တော်တူးတဲ့ဟာအစ်တလဲကြမယ်ဒီဟာလေးကနည်းနည်းဟောင်းနေပြီဆိုတော့အမ်ဒီမှာရပြီအာယောဘာလို့မပေါ်ရတော့လိုင်းမကောင်းလို့ထင်တယ်ဒီတူးတဲ့ဟာလေးကနည်းနည်းပျောက်နေရေပေါ့နော်အာခဏနေကြရင်တော့ပေါ်လာမယ်လို့ထင်ပါတယ်ကျွန်တော်နည်းနည်းတော့စောင့်ပြီးတော့ကြည့်လိုက်ရအောင်အတုံးနေရာလေးနဲဝါပြီဆိုတော့တူးရင်းနဲ့ကျွန်တော်တစ်ချက်လောက်ကြည့်လိုက်မယ်လေโอเคဒီမှာအောက်မှာဆိုလာဗာကြီးတောင်ပေါ်နေပြီပေါ့နော်ဘလောက်တောင်မှတူးထားလဲဆိုတော့ကြည့်လိုက်တော့အောက်မှာလာဗာကြီးတောင်ပေါ်နေပြီဆိုတဲ့အတာအော်ရပေါ်လာပြီ โอเคဒီမှာကျွန်တော်ရဲ့ဒီတူးတဲ့ဟာလေးကတော့ပေါ်လာပြီပေါ့နော်အာခရမ်းရောင်လေးဗျာတော်တော်တော့မိုက်တယ်အာသူ့ရဲ့အရောင်ကလည်းမိုက်တယ်ပေါ့နော်မသိရင်ဟိုဟာဗာလဲတူးတဲ့ဟာကိုဟာကီအုပ်ထားသလိုပဲသိရမလားဟာကီခရမ်းရောင်အုပ်လိုက်သလိုပဲโอเคကျွန်တော်ဒီမှာအတုံးကတော့600ကျော်လောက်တော့ရနေပြီပေါ့နော်ဒါမဲ့600ကျော်နဲ့ကဘာမှတော့လုံးလို့မရသေးဘူးဗျာโอเคကဲကဲကဲကျော်အတုံးကတော့ဒီမှာ1500တွေပါကျော်နေပြီဆိုတော့အိမ်တော့ထပ်ပြီးတော့စောက်လို့ရပြီလို့ထင်ပါတယ်အဲ့တော့စောက်ကြည့်ကြမယ်ပေါ့နော်ရမရတော့ကျွန်တော်တို့စောက်ကြည့်မှာပဲတည်မှာဗျာ โอเคရပါတယ်စောက်ကြည့်တာတော့ရပါတယ်ဒီမှာအိမ်ကတော့တော်တော်အချိန်ပေးပြီးတော့စောက်ရမယ်လို့ထင်နေပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့အာအိမ်အစ်စ်တွေထက်ထက်ပြီးတော့စောက်လေးလေးပို့ပြီးတော့ကြာလာလေးပဲဗျာโอเคဒါမဲ့အရင်ရောကြာမယ်လို့မထင်ပါဘူး9မိနစ်10မိနစ်ပေါ့အဲ့လောက်တော့မရှိတော့ပါဘူးစက္ကန့်ဘိုင်းလောက်ပဲရှိမှာပေါ့နော်ဒါမဲ့အခုထိကျွန်တော်နုအဆင့်ရနေတော့မတက်သေးပါဘူး။ဘာလို့လဲတော့မသိဘူးပေါ့နော်။ကျွန်တော်ရဲ့ဒီမှာတူးတဲ့ဟာကြီးကလည်းမိုက်နေပြီဗျာ။အဲ့ဒါကို အဲ့ရပါလေ idol လီလာရေမန်ဆိုင်လိုက်လား what the hell ရဘလူကောင်းနေတော့ဘလူကောင်းနေတော့အဲ့ဒါကြီးကတော့အစင်မပြေဘူးနော်ရဒီကောင်ကြီးရမိဘတွေကမစုံးမထားဘူးလားမသိဘူးရောင်ကြီးပလေးကြီးဝင်ဆဲနေတာဟာရောင်ကြီးအဲ့ဒါကြီးကအစင်မပြေဘူးနော်ငငယ်လေးနဲ့ဒီကောင်ကြီးအဲ့လိုမျိုးကြီးဆဲတတ်နေတာကြီးကနည်းနည်းရုပ်ပေါက်တယ်ထားလိုက်ပါဒါလည်းသူ့အကြောင်းဆိုတော့ကျွန်တော်သိပြီးတော့မပြောတော့ပါဘူး okay ကိုလူကျော်ဒီမှာအိမ်ရတော့ပြီးပါတော့မယ်ကျွန်တော်တို့ရဲ့အိမ်လေးကအခုဆိုရင်တော့ရုံလုံးပေါ်လာပြီပဲဖြစ်ပါတယ် โอเคအချိန်ရတော့တော်တော်လေးပေးရတယ်ပေါ့เนาะဘာလို့လဲဆိုတော့ဒီကြာလာလို့ဗျာတိလာ level တက်လာလို့ပေါ့เนาะအဲ့လိုပဲမှတ်ထားလိုက်โอเคကိုလူတို့အိမ်လေးကနောက်ဆုံးမှာပြီးဆုံးလို့တွားခဲ့ပါပြီโอเคကိုလူတို့ကြောအိမ်လေးဆောက်လို့ပြီးွားပြီဆိုတော့ကြောဒီနေ့ video လေးကိုတော့ဒီမှာပဲအဆုံးတက်လိုက်တော့မယ်ပေါ့เนาะโอเคအဲ့တော့ကျွန်တော်ရဲ့ video လေးကိုကြိုက်နေတဲ့ရင်ကျွန်တော်ကိုအားပေးကြပါအောင်လို့ပြောချင်ပါတယ် bye bye